ကျွန်တော်ဒီလိုဟောနော်ငလင်းကကျွန်တော်တို့ငလင်းဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကယုံကျွန်တော်ယုံတင်ရက်နဲ့အရန်ဟောနော်အရန်ထက်နေရပေါ့နော်ထက်ရကြီးဖြစ်နေတယ်ဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့ကလည်းမဟုတ်လေကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်လို့တွားပြီးတော့ကုညီရမယ့်ကိစ္စရှိတာ哦အဟိုးရေပြေတော့ဗကိုးရေပြေတော့ကျွန်တော်တွားတာရှိတာ哦အဲ့တော့အဲ့တော့ကျွန်တော်တော့ကိစ္စရှိတယ်ဒါမဲ့ကျွန်တော်ကဘာဖြစ်နေလဲဆိုတော့အဲ့ဂျာထဲမှာကျွန်တော်က pressure လောက်ရမလားဘာလို့ကမမြန်မသိလေဘဲနဲ့ဒီကားယုံတင်မှုတော့ကျွန်တော်ရှုချက်ခန့်နေတာ哦အဲ့တော့နောက်ပြီးတော့အဲ့တုန်းကကျွန်တော်တွေးတာဘာတွေးလဲဆိုတော့တကယ်လို့များကျွန်တော်တို့က ျွန်တော်တို့ယုံတင်ရက်မှာပဲဒီဖြစ်ဖြစ်ကဖြစ်ရတယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ယုံတင်ရက်ကိုလည်းကြော်သွားလို့မရတဲ့အခါမှာယုံတင်လိုက်တဲ့ဆိုရင်ဘာကြီးပြောခံရမလဲဆိုတဲ့ကိစ္စကျွန်တော်မှရှိတယ်ဗျာရှိတော့အဲ့တော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဟိုကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ယဉ်ညွန်းခံဘာလို့ဘယ်လိုယဉ်ညွန်းခံရလဲဆိုတော့ဒါကဒီလိုလိုရင်းနဲ့ပဲတူလိုက်တာပို့ပြီးတော့ကျွန်တော်တို့အတွက်အဖက်ဖက်ကအဆင်ပြေမယ်လို့ကျွန်တော်တွေးမိတယ်ပေါ့လေမဟုတ်ဘဲနဲ့ကျွန်တော်ကကျွန်တော်ကျွန်တော်ပဲဒီကောင်းဆန်ဆန်ပြပြီးတော့ကျွန်တော်တို့ပြောကျွန်တော်လုပ်မယ်ဆိုရင်လေဒါဒါမသိတော့ဘူးဗျာနောက်အပြောခံရမှာပေါ့နော်အဲဒါကိုကျွန်တော်က ျွန်တော်တို့အမှုပြောင်းလည်းပြပြခြင်းတယ်ဒီကျွန်တော်တို့အားလုံးရဲ့ပြောဆိုလည်းလွတ်ခြင်းတယ်ဆိုတော့အဲကျွန်တော်ဒီလိုမျိုးထူလိုက်တာပဲကွာပြပြသားဒီလိုပဲစဉ်းစားလိုက်တာကောင်းပါတယ်ဆိုတော့ဆုံးမချောက်ကျွန်တော်ချမိတော့ပါဘောနော်အဲဒါဆိုလည်းအဲကျွန်တော်တို့နဲ့အတူတူပြည်သက်တဲ့အတူတူပေါင်းပြီးထူတဲ့လူတူဖြစ်သွားတာပေါ့ဗျာ ကိုယ့်အကိုလည်းထိရောက်လူကျင်တဲ့ခါကျတော့ကောင်ကြီးနဲ့ပြောပြတော့ကောင်ကြီးကအဲ့ဆိုရင်ဒီလိုလိုလုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဒီအမျက်ငွေတရားရခိုင်လုံးလုံးသူ့မယ်ဆိုပြီးဆုံးဖြတ်ပြီးတော့အဲဟိုဆုံးဖြတ်လိုက်တာပေါ့နော်အမားတို့ကတော့ဒါအမှန်တမ်းပြောရရင်ဒါဟိုဟာပေါ့ဟိုကိုယ်နေတက်နိုင်တဲ့ဟာလောက်တာပေါ့နော်လောက်တဲ့အတွက်ဓာကြီးတဲ့သူတွေနဲ့အလှူလည်းဖြစ်ပါတယ်ဓာကြီးတဲ့သူတွေရဲ့အလှူကိုယ်နဲ့အမားတို့နဲ့ပေါင်းပြီးတော့သူ့ရဲ့သဘောပါအဲ့တော့လုံးရှင်ကြီးနဲ့လှူလို့ရတယ်ဆိုတဲ့သဘောပါအလှူတစ်ခုလာလိုက်သလိုပဲဟိုခန်းစားပြီးတော့လာပါဘာလို့ကိုယ်ဓာကြီးလိုက်တဲ့အတွက်ဒီပတ်စံက တကယ်ကိုဒုက္ခရောက်ပြီးတော့အဲဘင်းရင်ဘေးတင့်နေတဲ့ပြည်သူတွေရှိတိုက်ရရောက်မှာအဲ့အတွက်ကိုအမားတို့ကလည်းလာကြည့်ပါလို့အမားတို့ကလည်းဖိတ်ခေါ်ပါတယ်ဘာမှတော့ဟိုပါတော့ကျွန်တော်အဲ့လို အဟိုဘေးကြုံတိုင်းအချိန်မှာဗောနော်ကိုတက်တယ်တော့အများနဲ့လှူခဲ့တယ်နာကစ်ထဲကနေလှူလာတာဗောလေအဲ့လိုပုံနေပါကြမတင်ပြီလို့လူတွေသိမ့်မသိတာဒါပေမဲ့နောက်လျှောက်ကတော့အဟိုကိုတက်နိုင်တာကိုယ်ရင်သွားနိုင်တဲ့ခါသွားတယ်မသွားနိုင်ခါလှူတယ်ဗောနော်အခုကတော့ကိုယ်ရင်သွားတာဗောကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ပေါင်းပြီးတော့သွားလှူတာပါဟိုတော်တော်လေးလဲအဲအလှူရှင်တွေလဲလာကြတယ်လာကြသလိုဒါပေမဲ့ တော်တော်ပြန်လဲထူထောင်မှုအတွက်ကလိုတယ်ပေါ့နော်အများကြီးလိုတယ်လို့မြင်တယ်အဲဒါကြောင့်မို့လဲအကွာကြီးနဲ့တိုင်ပြီးတော့ဒီကားရဲ့ရတဲ့ရုံတင်ရတဲ့အမျက်ငွေအားလုံးကိုတရားခိုင်တော့လှူမယ်ဆိုပြီးဆုံးဖြတ်လိုက်တာပါဟုတ်အော်ကျွန်တော်ဒီလိုအော်နော်ငလင်းကကျွန်တော်တို့ငလင်းဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကယုံကျွန်တော်ယုံတင်ရက်နဲ့အရန်ဘောနော်အရန်ထက်နေရယ်ဘောနော်ထက်ရည်ဖြစ်နေတယ်ဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့ကလည်းမဟုတ်လေကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်လို့တော့ပြီးတော့အခုညားမဲ့ကိစ္စရှိတာ哦အဟိုးရေရေတော့ဘိုးရေရေတော့ကျွန်တော်တို့တော့ရှိတာ哦အဲ့တော့ အဲ့တော့ကျွန်တော်တော့ကိစ္စရှိတယ်ဒါပေမဲ့ကျွန်တော်ကဘာဖြစ်နေလဲဆိုတော့အဲ့ဂျာထဲမှာကျွန်တော်က pressure လောက်ရမလားဘာလို့ကမမြန်မသိလဲဘဲနဲ့ဒီကားယုံတင်မှုတော့ကျွန်တော်ရှုချက်ခံနေတာ哦အဲ့တော့နောက်ပြီးတော့အဲ့တုန်းကကျွန်တော်တွေ့တာဘာတွေ့လဲဆိုတော့တကယ်လို့များကျွန်တော်တို့ကကျွန်တော်တို့ယုံတင်ရမှာပဲဒီဖြစ်ဖြစ်ကဖြစ်ရတယ်ဆိုတော့ဒီဟာကိုကျွန်တော်ကယုံတင်ရက်ကိုလည်းကြော်သွားလို့မရတဲ့အခါမှာယုံတင်လိုက်တဲ့ဆိုရင်ဘာကြီးပြောခံရမလဲဆိုတဲ့ကိစ္စကျွန်တော်မှရှိတယ်ဗျာရှိတော့အဲ့တော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဟိုကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ယဉ်ညွန်းခံတာဘာလို့ဘယ်လိုယဉ်ညွန်းခံရလဲဆိုတော့ ဒါကဒီလိုလိုရင်းနဲ့ပဲတူလိုက်တာကပို့ပြီးတော့ကျွန်တော်တို့အတွက်အဖက်ဖက်ကအဆင်ပြေမယ်လို့ကျွန်တော်တွေးမိတယ်ပေါ့လေမဟုတ်ဘဲနဲ့ကျွန်တော်ကကျွန်တော်ကျွန်တော်ပဲဒီကောင်းဆန်ဆန်ပြပြီးတော့ကျွန်တော်တို့ပြောကျွန်တော်လုပ်မယ်ဆိုရင်လေဒါဒါမတင်တော့ဘူးဗျာနောက်အပြောခံရမှာပေါ့နော်အဲဒါကိုကျွန်တော်တို့ကကျွန်တော်တို့အမှုပြောင်းလဲပြပြခြင်းတယ်ဒီကျွန်တော်တို့အားလုံးရဲ့ပြောဆိုလဲလွတ်ခြင်းတယ်ဆိုတော့အဲကျွန်တော်ဒီလိုမျိုးထူလိုက်တာပဲကွာပြပြသားဒီလိုပဲစဉ်းစားလိုက်တာကောင်းပါတယ်ဆိုတော့ဆုံးမချောက်ကျွန်တော်ချမိတော့ပေါ့နော်အဲဒါဆိုလဲအဲကျွန်တော်တို့နဲ့အတူတူပြည်သက်တဲ့အတူတူ ပေါင်းပြီးလှူတဲ့လူတို့ဖြစ်သွားတာပေါ့ဗျာအဲ့တော့ဒီလိုပဲလှူလိုက်မယ်လို့ဆုံးဖြတ်လိုက်တာပေါ့ဟာရုပ်ရှင်ရုပ်ရှင်ထဲရုပ်ရှင်နေတော့နိုင်လို့မရပါဘူးတိုင်းရကားမှာကြည့်ရတယ်မြေမြေကြီးတွေကွဲသွားတာနောက်လူတွေလူတွေဒုက္ခပြနေတာကျိုးကဘာလို့ဆိုဆေးရုံတွေကိုကွယ်သွားခဲ့တာမန္တလေးဆေးရုံရောက်တယ်ကြောက်ဆယ်ဆေးရုံရောက်တယ်ဇကိုင်းကတော့တကယ်ကိုပြိုနေတဲ့ရက်ွက်တွေတည်းတီကိုတချို့နေရာတွေဆိုရင်လမ်းလျှောက်ဝင်ရတာ ဒီတိုင်းပဲဟိုကားနဲ့သွားလို့မရဘူးကားဝင်လို့မရတော့အဲ့ဒီလူညာကြီးတိကိုလမ်းလျှောက်ပြီးတော့ဝင်ခဲ့ပြီးတော့တိတ်စားပါတော့တကယ်ကိုပြိုကျပြီးတော့ဖြက်စီးပြီးတော့ကျိုးတို့မိသားစုလုံးဆုံးသွားပြီတယောက်တည်းကြံခဲ့တယ်အတူဆုံးလူရအောင်လူရအောင်မယူနိုင်တော့အဲ့လိုမျိုးအဲ့လိုနေထိုင်ဦးလေအကောင်ဆုံးမြင်ခဲ့ရတကယ်ဝမ်းနေကြဖြစ်တယ်မြင်ခဲ့ရတဲ့အတွက်ကိုယ်တိုင်ဘာလုပ်ပေးရမလဲပေါ့နော်ကိုယ်လုပ်ပေးနိုင်တဲ့ဟာတွေကလုပ်ပေးတာပေါ့ဗျာအမှန်တမ်းပြောရင် အဓိကမကလူကျင်တယ်ကျိုးလည်းလာပြောတယ်အမလူခံမေးပါသူလူကျင်တယ်ပေါ့အဲ့လိုပြောတဲ့အချိန်မှာနင်းနေပပတော့လူခံလိုက်တယ်လူခံလိုက်ဆိုတော့ကိုကကိုကကိုလည်းပြစ်စရာပြစ်ဆုံးမိသားဆိုတော့ အဲတငယ်ချင်းရတနာလုတ်တဲ့တငယ်ချင်းတွေနဲ့သွားလှူတာဆိုသူကသူကသူတို့မားတီတာတာတိမ်တယောက်နဲ့အသုံးကမားတီတာတဲ့ခါကျတော့သူကသူတို့ပြေဆောင်နေပြီဆိုတော့ဒဲပပအရင်နည်းတဲ့သူလူစီလောက်ပဲအလူလာကိုလည်းလက်ခံပြီးတော့သွားလှူလိုက်တဲ့သဘောပေါ့နော်အဲ့တော့ကိုယ့်ကိုလည်းထိထိရောက်လူချင်းတဲ့ခါကျတော့ကောင်ကြီးနဲ့ပြောပြတော့ကောင်ကြီးကအဲ့ဆိုရင်ဒီလိုလိုတော့မဲဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဒီအမျက်ငွေတရားရခိုင်နှုံးလုံးသူ့မဲဆိုပြီးဆုံးဖြတ်ပြီးတော့အဲဟိုဆုံးဖြတ်လိုက်တာပေါ့နော်အမားတို့ကတော့ဒါအမှန်တိုင်းပြောရင်ဒါဟိုပါပေါ့ဟိုကိုယ်နေတက်နိုင်တဲ့ဟာလောက်တာပေါ့နော်လောက်တဲ့အတွက်ဒါကြီးတဲ့သူတွေနေအလှူလည်းဖြစ်ပါတယ် တယ်။ဒါကြီးရဲ့သူတွေရဲ့အလှူဟိုလည်းအမားတို့နဲ့ပေါင်းပြီးတော့ပြည့်ရဲ့သဘောပါ။အဲ့တော့ရုပ်ရှင်ကြီးနဲ့လှူလို့ရတယ်ဆိုတဲ့သဘောပါ။အလှူတစ်ခုလာလိုက်သလိုပဲဟိုခန်းစားပြီးတော့လာပါ။ဘာလို့လဲဆိုတော့ကိုလာကြည့်လိုက်တဲ့အတွက်ဒီပတ်စံကတကယ်ကိုဒုက္ခရောက်ပြီးတော့အဲဘင်းရင်ဘေးတင့်နေတဲ့ပြည်သူတွေရှိတိုက်ရရောက်ပါအဲ့တော့ကိုအမားတို့ကလည်းလာကြည့်ပါလို့အမားတို့ကလည်းဖိတ်ခေါ်ပါတယ်။အော်ကျွန်တော်တို့ကဒီဒီလိုမျိုးဆိုတော့လေအာဒီလိုအကြောင်းတရားတွေပုံမှာကျွန်တော်တို့ကကြုံလာလို့တာလေကျွန်တော်ဒီလိုမျိုးလုံးလိုက်ရတာပေါ့ခင်ဗျာ။ ဒါပေမဲ့တချို့တချို့တော့ဟိုဘောနော် Orion နေမှာမရှိနိုင်လဲဆိုတော့အဒီပေါ်မှာမအီမသာတွေးနိုင်တယ်ဗျာမအီမသာတွေးနိုင်တယ်ဆိုဘယ်လိုတွေးနိုင်လဲဆိုတော့အဲဒါကဒီလိုရှင်နေမျိုးမှာရုံဝင်ဖို့အတွက်အဲသူအာနော်ခက်ခဲနေမှာမလို့အဲဒီလိုမျိုး promotion လာပေါ့နော်ဒီလိုမျိုးလဲတွေးနိုင်တာပါပဲနော်အဲ့လိုတွေးနိုင်တဲ့ခါကျရင်လဲဒါဆိုလည်းအဲ့ဒီလိုတွေးသူတွေရဲ့အလူငွေမပါတာပဲရှိတာပါပဲအဲကျွန်တော်တို့ကတော့ကျွန်တော်တို့ပြောရတဲ့အတိုင်း ဒီဟာနဲ့ပိုအမြတ်အကုန်လုံးလုပ်မှာဆိုတော့ကျွန်တော်ကစိတ်ရှင်းရှင်းနဲ့ကျွန်တော်ကဒါကိုပြောတာပါအဲ့လိုမျိုးမိသားစုတွေအကြောင်းမရှိပါဘူးအဲ့လိုမျိုးတော့လည်းရွေတာမျိုးမဟုတ်ပါဘူးဒီလိုအချိန်တွေမှာကျွန်တော်ဒီလိုပြမှသာလျင်ဒီနုပညာပြည့်စက်ရှိတော့မှာမဟုတ်လို့ဒါလျင်ဒီလိုအချိန်တွေကျွန်တော်ရွေးချယ်ရတာပါလို့ပြောချင်တာပါဟိုတချို့ကောင်ကလေးမှလေးဆိုလေကလေးတွေကိုကလည်းကလေးရှိတော့လေကိုကသူတို့ကြည်ဝမ်းနေတယ်သူကကိုယ့်မြင်ပြောပြအောင်အဲ့လိုမျိုးအဲ့လိုလိုမြင်ရတယ်ဗောနော်အဲ့တော့တကယ်စိတ်မကောင်းဘူး အဲ့ဒါကြောင့်လဲလှူချင်လေးဖြစ်တယ်သွားချင်လေးဖြစ်တယ်ဟိုတမီးတို့တောင်ထားခဲ့ပြီးတော့ဟိုကိုယ်တိုင်ကိုယ်တိုင်သွားလိုက်တာပေါ့နော်သွားလိုက်တဲ့အခါမှာသူတို့ကကိုယ်မြင်တာနဲ့သူတို့တကယ်ဟိုဒဏ်ရာရတာဟိုလေတကူလုံးတိုက်ပြီးထားတာဆိုအဲ့ကလေးမလေးဆိုအဲ့ဒီတော့မကတ်တာဘူးအအတင်းထပြီးတော့ဟိုဓမ္မရဲ့ရှင်လို့အဲ့ကိုယ်ကကြောက်ကိုယ်ကလှူတဲ့အတွက်အလှူဟိုအလှခံတဲ့မျက်နှာလေးကိုအများနဲ့စီကာလေးနဲ့ဖုံးပြီးတော့တင်တယ်ဒါပေမဲ့သူကကြောက်မမအားတဲ့တမီးပုံလေးကိုတင်ပေးပါတယ်ဆိုပြီးပြောတာ အဲ့မှာတကယ်ပြည့်ရကြတယ်တကယ်စိတ်မကောင်းဘူးအဲ့လိုအဲ့လိုကလေးတွေရောအဲ့လိုကိုအားပေးတဲ့အမတွေအန်တီတွေညီမတွေအများကြီးတွေးကြရတာလေအဲ့တော့ဒါကကိုတွေပြိဿကိုပြန်ပြီးတော့ကိုတွေပြန်ကြည့်တယ်ကြည့်ရမယ်ဒါကိုတွေအားပေးခဲ့တဲ့ပြိဿတွေဆိုရယ်စိတ်ကလည်းအများကြီးရှိတော့အဲ့အကြောင်းမို့ဒီလိုလူလူဖို့ဆိုပြီးတော့ပို့ပြီးတော့ခိုင်မာသွားတာပါဟုတ် ဟိုသတင်းဖန်ဝင်ချင်တာအဓိကတော့လေအခုကအလှရှင်တွေတော်တော်များပါတော့ရေတို့ပါအစားတောက်တွေရောက်နေပြီတပည့်တကယ်မရောက်သေးတဲ့နေရာတွေလည်းရှိတယ်အဲ့ဒါလေးကိုတေချာစုံစမ်းပြီးတော့သွားလှူစေခြင်းနဲ့နောက်ပြီးတော့ကိုလူတဲ့အဖွဲ့အစည်းကတေချာထိရောက်လုပ်တဲ့ဟာမျိုးလှူစေခြင်းနဲ့အော်နောက်ပြီးတော့အခုကပြန်လဲထူထောင်ရေးအတွက်လုပ်ရမှာဆိုတော့နောက်ဆုံးအစားတောက်ပါညာပြည့်စုံနေပြီဆိုရင်ဥပမာဒီတိုင်ကဖြိုးရမယ်ဖြိုးဖို့ပတ်သက်မရှိဘူးဆိုရင်အဲ့ဖြိုးဖို့အတွက်ကိုဘာလုပ်ပေးနိုင်လဲအဲ့တော့စူပေါင်းပြီးတော့ဘယ်လိုလုပ်ပေးနိုင်လဲအဲ့လိုမျိုးကိုတေချာစဉ်းစားပြီးတော့လှူစေခြင်းနဲ့အော်အဲ့ဒါကထိရောက်တဲ့အလှူဖြစ်ပါတယ်အဲ့အဲ့လိုမျိုးလေးအကြံပေးခြင်းပါတယ် အခုတော့ဟိုပြိုသွားတဲ့နေရာတွေမှာတော့တို့တကယ်ဟိုကဲကဲရေးတော့နောက်တော့အချိန်တွေဟိုတက်ဆိုင်ရဘက်ကနေပြီးတော့တို့နီးစစ်နေကြတို့ဟိုလောက်ပါလိမ့်မယ်နော်ဟိုဟိုနော်ပလန်တွေရှိလာပါလိမ့်မယ်ပေါ့နော်ရှိနေပြီလို့လည်းထင်ပါတယ်ပေါ့အခုတော့ကြောင်လေးမဖြစ်သေးတဲ့နေရာတွေမှာတော့ဒီလိုမျိုးဖြစ်ရင်ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတော့အဘူးတူတာတွေကိုကြေကြေပြန့်ပြန့်ပို့ပြီးတော့ တော်တော်ဖြန့်ဝေတင်တယ် share လုပ်တင်တယ်လို့တော့ထင်တာပဲပေါ့နော်။ဘာလို့ဆိုတော့ဒါထားရပါရန်ကုန်ဆိုတော့ရန်ကုန်လျောက်3 pay အနေရှိတယ်လို့3 pay အဲမနော်ဟိုဟာရှိနေတယ်ဆိုတော့လေအခြားချိန်တွေမှာလည်းဖြစ်ပြီးသွားပြီဆိုတော့မဖြစ်ရသေးတဲ့ချိန်တွေမှာလည်းဒါနဲ့ပတ်သက်လို့ပြိုတင်ကောင်းဘူးနဲ့ပတ်သက်လို့ပေါ့နော်။ဘယ်လိုမျိုးလုပ်တင်လုပ်ထိုက်တယ်ဆိုတာတွေခုနဲ့ကအဲတောင်းနေတယောက် share လုပ်တာလို့ဆိုတော့တောင်းနေတယောက်ပေါ့ပေါ့နော်အသိပညာပေးတာမျိုးကိုပို့တင်တာပေါ့လေ။အခုလုပ်တဲ့နေရာအခုဖြစ်တဲ့နေရာတွေကတော့ဆက်ပြီးတော့သူတို့ကသူတို့ဟို ဖြစ်ပြီးသွားပြီဆိုတော့ဆက်ရှင်းရုံပဲရှိတော့ဘောနော်ဒါဒါဒါပဲပေါ့ဟုတ်အဲ့ကြောင်ကြီးဆိုနှစ်ပေါင်း200ကျော်ပြီနော်နေရနီးပါလောက်ရှိပေါ့အဲ့ကြောင်ကြီးဆိုလဲမီးလောင်ပြီးတော့ဖြည့်စီးသွားတယ်ဆရာတော်လည်းမီးလောင်ပြီးမကြောက်ဘူးပြန်လုံတော်မူပါတယ်ဆိုတော့လေဟိုအဲ့ကြောင်လည်းကျွန်တော်တက်နိုင်တဲ့မြားလည်းလှူတယ်အလူကလည်းခံပြီးတော့အဲ့ပို့ပေးတာပေါ့နော်ပြီးတော့အဲ့ဒီမှာဆရာတော်ဆေးလောက်ပြုံးသွားလဲဦးမျိုးတို့အကုန်လုံးတက်နိုင်တော့ကူညီပေးလိုက်တယ်ဆိုတော့ဒီကအာတမိုင်းဝင်ကြောင်ကြီးတစ်ကြောင်ကိုလည်းမြင်ရမယ်နောက်ပြီးတော့ဒါမျိုးကကြောက်တော့ပြန်မရတော့ဘူးပြန်မရတော့ဟိုသူကပြိုကျတာမဟုတ်ဘူး ပြောကြရင်တော့ဒါကိုလေရှေးဟောင်းဝင်နေဆိုထားလို့ရတယ်။သူကလုံးဝတကြောင်လုံးပြီးတော့လာတာ။အဲ့တော့ဒီเจ้าရဲ့အရင်ဝင်เจ้าရဲ့ပုံစံကဒီကားတက်ပါပဲမြင်ရမှာ။ဟုတ်။အဲ့တော့အဲ့ဒါလည်းလာကြည့်စေချင်ပါတယ်ဟုတ်။ဟိုကြောက်ပြီအမေတော့ဗျာဖို့တော့အများကအဲဒီလိုမျိုးအာသဘောထားတယ်ဆိုရင်ကျွန်တော်တို့ကအများနဲ့တူတူသဘောထားဖို့ ready ဖြစ်တဲ့အမှုပြသမားတွေပဲဖြစ်ပါတယ်။အော်အများကိုကျွန်တော်အများကြီးစန့်ကျင်ပြီးတော့အလုပ်ရအောင်ကျွန်တော်တို့အဲ့လိုဒီဘောတော့ order လည်းမရှိပါဘူး။အဲ့လွှမ်းမိုးမှုလည်းအဲ့လိုမရှိပါဘူး။အဲ့တော့အများကတော့ ဒီလိုပဲငါတို့ယူဆရဲကွာဆိုရင်လည်းကျွန်တော်တို့ okay okay ပါဒီလိုပဲကျွန်တော်ယူဆရမှာပေါ့အဲလိုပဲယူထားပါတယ်ကျွန်တော် flexible ဖြစ်ပါတယ်အခက်ခဲအများကြီးပေါ့အခက်ခဲတော့အများကြီးပေါ့အခုဆိုရင်လည်းအမားတို့ကဒါ list တရက်နေပါတင်မဲ့ရက်ကအမားတို့ယူရရက်မဟုတ်ဘူးရုပ်ရုံရှင်ကချပေးတဲ့ရက်ကိုအဲရွှေ့လာရှေ့ရကားရဲ့နှစ်ပတ်နှစ်ပတ်နှစ်ပတ်နဲ့ရွှေ့လာဒီရက်ရောက်သွားတာအဲ့တော့အမားတို့ကလည်းဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဒီ list တရက်နေဆိုတာမြန်မာလူမျိုးတွေထူးထက်ထိုင်နေဖြစ်တယ်အမားတို့ကလည်းဒီရက်ကိုအမှန်တမ်းပြောရင် ူတော့သေးဆိုရဲကောင်မတင်နေပါဘူးအဲ့တော့မအားတို့လည်းရက်ကိုလူကြီးတွေနဲ့ပြန်ကြည့်ပြီးတော့နောက်ဆုတ်ပေးဖို့မအားတို့လည်းစဉ်းစားထားပါတယ်ဟုတ်အဲ့လိုမျိုးပါပဲဟောပါကျွန်တော်တို့ပြန်ပြီးတော့ fix လုပ်ပေးရမှာပေါ့နော် fix လုပ်ပေးရမှာဆိုတော့ဒါပေမဲ့ကျွန်တော်တို့မှာတော့အဲဒီလိုမျိုးကျွန်တော်ကြိုပြီးတော့ဒီလိုမျိုးကျွန်တော် pressure လောက်ရတဲ့အတွက်ကျွန်တော်တို့မှာပုံပြီးတော့ ပူကောင်းတော့ပေါ့ကွာလူပြောရရင်တော့ပူကောင်းတော့ဒါအောင်တူတိခဲ့မစပူကောင်းတော့ပေါ့လေအဲအဲ့ဒီခုတော့ကျွန်တော်တို့မှာတော့ပို့ပြီးတော့ဟိုဟိုထိပို့ထိတော့ထိစပို့ထိသွားတော့ပေါ့နော်ထိလဲရပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့လေးစားပြရမယ်အပိုင်းဖြစ်နေတော့အကြမ်းပဲရှိရမှာပေါ့ဟုတ်ကဲ့ပါအဲသူတော်တစေကြည့်တဲ့အခါမှာမတို့ကရုံတီငွေအမျက်ငွေအကုန်လုံးတရားရဂိုင်လုံးလုံးလူမှာဖြစ်တဲ့အတွက်အလူလဲအလူလဲထမြောက်တယ်ပေါ့နော်အဲ့တော့အလူလဲထမြောက်အောင်ရုပ်ရှင်ကြည့်ရင်းနဲ့ထူလို့ရပါတယ်လို့ကျေးဇူးတင်ပါတယ်